နေ့ကတရားစခန်းရဲ့လေးရမြောက်ဖြစ်လာတာ။အဲတို့ဒီမှာစတင်ပြီးတော့လုပ်တယ်။ကိုယ်ဆရာတော်စုခွာပြီးဆောင်ပြီးတော့လုပ်တယ်။ဒီမှာတော့အချုပ်သူရဲ့ယောဂီရဲ့ငြင်းအားဒီနေ့ကစာဒါဒီမနင်္ဂလာဆရာတော်ဆရာတော်ရောမလာဘူးအရဟံသောသာဒီထုံးတယ် အားလုံးကိုရှိပါနာတိရဝါရအစုံတကားတကမိုက်နဲ့အကုန်ပါရပါတယ်။ငါအမြင်တွေ့ရတဲ့အတိုင်းမှာရည်တွက်လို့မရအောင်ပြောအောင်900တထောင်ရှိပါတယ်။ရှင်ရဲ့တန်ခါရအခုဥစ္စာကုစနစ်နဲ့ကိုယူပြီးတော့ထုံးပြရပါတယ်။ ခန်းကြီးထဲမှာကျင်းပါလာဒီနေ့တောက်မှာပါပဲနဲ့ရိုက်နေတာဖြစ်ပါတယ်ဒါတော့သူတို့ဒီမှာစားမယ်အာဟာရဒီမှာတို့တီးရွတ်တီးတာဆုံးကျွန်တော်တို့ကျမ်းမာရေးအတွက်ခမျိုးဒီဟောစာအကုန်ရှိပါတယ် ရားတော့မိုးဟင်းကဒီနေ့မိုးဟင်းကလို့ပြောပါမှာအလုံးတုံးတန်းထက်ပြီးတော့တကန်းကိုအနည်းဆုံးလူ100လောက်ရှိတယ်ဆိုတော့ဦးဇင်းကတော့ဒါလေးကိုအမှတ်တရကိုလည်းအခွင့်အရေးတော့ဒါလေးကိုတင်ပြပြုစုရတဲ့သူတွေနဲ့သူနဲ့ဆောင်ရွက်နေတဲ့သူတွေတော့အကုန်လုံးဒီမှာရှိနေကြပါတယ်တမနဲ့တမနဲ့ကိုလုံးဝရလုံးတယ်မနေပါဘူး ဆရာတော်တန်ခါရနေတူဒါတော့ဆရာတော်ဥဒ္ဓမတာရာပါဝင်တန်ခါကြီးတွေအတွက်တနည်းအားပေါ့ဒီဘက်ကလည်းမူစင်းနေပါပဲမြန်မာနိုင်ငံ18ပါလောက်လို့ပြောမှဖြစ်ပြီးတော့ဆရာတော်ဥဒ္ဓမတာနဲ့အတူပါဝင်လာတဲ့မြန်မာတွေပြည်နယ်လူငယ်တွေကအများကြီးစိတ်ဝင်စားပါတယ်သူတို့ရဲ့တရားထိုင်မုန်းလေးတွေကအစအများကြီးခံရတယ်စနစ်တကျတော်တော်ရှိတယ်မာစီဆရာတော်ဖျားကြီးရဲ့နီးနဲ့ရှင်တန်ခဲ့တဲ့ ဝိပဿနာလုပ်ငန်းဟာဒီကနေ့ဆရာတော်မျိုးစုံလာရောက်ပြီးဟောပြောပြသနေပါတယ်။အလိုပြသနေတဲ့အထက်မှာဆွမ်းစားခြင်းအောင်စွမ်းဟာတရားထိုင်ပြီးမြေကြီးမှာစားရတာပါ။ဘာပြောပြောအလုံးတော်ဓမ္မမိတ်ဆွေအနေနဲ့ဒီလိုမျိုးပြအာညာစရာကြီးကသာနာအတွက်လူတွေရောယဟန်တွေရောအများအပြားဒီမှာအမျိုးသမီးတွေပို့ပြီးတော့အားထုတ်ကြပါတယ်။မျိုးသားတွေတော်တော်နေတယ်။ယဟန်တိလရှင်နေဆိုလည်းအဲ့လိုပါပဲ။ အငယ်လေးနောက်ပြီးအရွယ်အားဖြင့်ကြည်အောင်အသက်အားဖြင့်20အစိတ်30 35 40ဒီပတ်ဝန်းကျင်မှာလည်းများကြပါတယ်ဥစ္စာမြန်မာနိုင်ငံကလိုက်လာတဲ့လူယူတရားကျော်လည်းရှိတယ်ဆိုတော့ဆရာတော်တွေနဲ့အကုန်လုံးအနောက်မှာမြို့သားတွေလည်းရှိပါသေးတယ်ကောင်းပါပြီဓမ္မမိတ်ဆွေတွေပြောကြတာဒီနိုင်ငံဟိုချီမင်းဟိုချီမင်းမြို့ဖူစွန်တဘာဝရိတ်တာဖူစွန်ဆရာတော်ဖျားကြီးရဲ့ကျောင်းမှာ ကျူးစားအထုတ်နေတဲ့ပုံစံကိုစွန့်စားခြင်းအာယုံစွန်းအတွက်ကိုတင်ပြပေးလိုက်ပါတယ်အားလုံးချမ်းမြေ့ဒီဗန်တူကအင်းနဲ့ချမ်းသာရှိပါစေ။မိမိစနစ်နဲ့မိမိယူဆရပါ။